မင်္ဂလာညချမ်းပါရှင်ဒီကနေ့2025ခုနှစ်အောက်တိုဘာလ16ရက်နေ့ကြာတာပြည်နေ့အတွက် CJ Platform ရဲ့နေ့စဉ်သတင်းလာအစီအစဉ်ကိုတင်ဆက်ပေးသွားပါမယ်ကျမကအစီအစဉ်တင်ဆက်သူစင်ဒီပါဒီကနေ့မှာတော့စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကိုတရုတ်ကဤပညာပိုင်ကူညီနေကြောင်းအထူးကိုယ်စားလှယ်ပြောတဲ့သတင်းစာဖြန့်လုပ်ငန်းတွေအခြေစိုက်တဲ့ထိုက်ကရင်နယ်စပ်မှာစာလင့်အင်တာနက်တွေပိတ်ခံရတဲ့သတင်းရုံကြည်ပွဲမရှိတဲ့စစ်ကောင်မရှင်ရွေးကောက်ပွဲကို EU အနေနဲ့လေ့လာသူတွေမစီလုပ်ဘူးလို့ဆိုတဲ့သတင်း ဒီသတင်းတွေအပါအဝင်ထူးခြားတဲ့ပြည်တွင်းသတင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာကအတိမတ်မပြုဘဲတော်လှန်ရေးအင်အားစုတွေကအတူရောက်ရွေးကောက်ပွဲဖြစ်တတ်မှတ်ထားတဲ့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုတရုတ်နိုင်ငံကနေပညာပိုင်းဆိုင်ရာပံ့ပိုးကူညီမှုတွေပေးနေတယ်လို့မြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးကိုယ်စားလှယ်တန့်ရွှေချင်းကတရားဝင်ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ကိုလင်းမြတ်ကပြောပြပေးပါမယ်။ဒီပြောကြားချက်ကိုနေပြည်တော်မှာအော်တိုဘာလ15ရက်နေ့ကပြုလုပ်ခဲ့တဲ့ NCA စနစ်ပြည့်အခမ်းအနားမှာစစ်ကောင်မရှင်ဝါဒဖြန့်မီဒီယာတွေနဲ့တီးတန့်တွေ့ဆုံစဉ်ပြောကြားခဲ့တာဖြစ်ပြီးဒီကနေ့ထုတ်စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာကြဲကြဲပြက်ပြက်ဖော်ပြခဲ့တာဖြစ်ပါတယ်အထွေထွေရွေးကောက်ပွဲအတွက်တရုတ်နိုင်ငံကဒီပညာဆိုင်ရာပံ့ပိုးကူညီမှုတွေလှုံ့ဆော်ပေးနေပါတယ်မြန်မာနိုင်ငံကဒီမိုကရေစီလမ်းကြောင်းမှန်ကိုတစိမ့်ချင်းဖြောင်းဖြောင်းကြီးတွားနေပြီလို့ဆိုကြပါတယ်လို့တိတ်ရွှေချင်းကပြောခဲ့ကြောင်းဖော်ပြထားပါတယ်စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှာမဟုတ်ဘူးလို့ဆိုပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အနောက်နိုင်ငံတွေကပြင်းပြင်းထန်ထန်ကန့်ကွက်နေချိန်မှာအိန္ဒိချင်းတရုတ်နိုင်ငံကတော့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုကူညီပေးနေကြောင်းတရုတ်ဝင်ထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။တိန့်ရွှေချင်းဟာ2022ခုနှစ်ဒီဇင်ဘာလမှာမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖြင့်ခန့်အပ်ခံရသူဖြစ်ပါတယ်။သူဟာတစ်တုံညာနှစ်ခုစစ်စင်ရေးကာလအတွင်းရှမ်းမြောက်မှာစစ်ကော်မရှင်ဘက်ကဆစ်ရှုံနေချိန်မှာညီနောင်မဟာမိတ်၃ဘက်ကိုတိုက်ပွဲတွေရပ်တန့်ဖို့ဖိအားပေးခဲ့တယ်လို့ တခြားတော်လှန်ရေးအဖွဲ့တွေကိုအထောက်ပံ့မှုတွေမလုပ်ဖို့ UWSA ဝါတာဖွဲ့ကိုဖိအားပေးခဲ့သူလည်းဖြစ်ပါတယ်။အခုလိုတရုတ်ရဲ့တရားဝင်ထုတ်ဖော်ပြောဆိုမှုဟာစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကအတိမတ်ပြုလာအောင်ကြိုးပမ်းရမှာအရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်လာနိုင်တယ်လို့တရုတ်နိုင်ငံရဲ့မြန်မာနိုင်ငံရေးအပေါ်ဩစာလွှမ်းမိုးမှုဘလောက်ထိကြီးမားတယ်ဆိုတာကိုပါထင်ထင်ရှားရှားပြသလိုက်တာဖြစ်ပါတယ်။ထိုင်ကရင်နေဆက်ကကြားဖြန့်လုပ်ငန်းတွေ၊ Starlink Internet တွေအသုံးပြုပြီးကြီးထွားလာတဲ့ကိစ္စနဲ့ပတ်သက်လို့ အမေရိကန်ကွန်ဂရက်စုံစမ်းစစ်ဆေးမှုတွေစတင်လိုက်ပြီးနောက်ဒီကနေ့မနက်ပိုင်းကစပြီးမြောက်ဒီနယ်ဆက်က Starlink Internet တွေပိတ်ခံလိုက်ရပါတယ်။အပြည့်စုံကိုတော့ကွန်မင်းထက်ကပြောပြပေးပါမယ်ရှင်။ထိုင်းမြန်မာနယ်ဆက်က online ငွေလိမ်ကြားပြန်လုပ်ငန်းတွေမှာအဓိကအသုံးပြုနေတဲ့ Elon Musk ရဲ့ Starlink Internet ဝန်ဆောင်မှုတွေဟာဒီနေ့အော်တိုဘာ16ရက်နေ့မနေ့9နာရီလောက်ကစပြီးရုတ်တရက်ပိတ်ခံလိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်ဒီလိုပိတ်ခံရတာဟာမြောက်ရီရွှေကုတ်ကိုဟောလီနဲ့ခြေတော်မျိုးတွေက ကြားပြန့်လုပ်ငန်းတွေအဓိကခြေစိုက်ရနေရာတွေဖြစ်ပြီးဒီငွေလိမ်လုပ်ငန်းတွေမှာ Starlink အသုံးပြုနေမှုကို American Congress ကစုံစမ်းစစ်ဆေးမှုတွေစတင်လိုက်ပြီးရပိုင်းကြာမှာပဲဖြစ်ပေါ်လာတာပါ Starlink ဆက်မျိုးစားတွေကမှတပိုက်ရာပေါင်းများစွာခြေကအသုံးပြုနိုင်တဲ့ Gen 2 Gen 3နဲ့ High Performance Set G တွေကိုအဓိကထားပိတ်သိမ်းခဲ့တာဖြစ်ပြီး mini set အသေးလေးတွေကတော့ဆက်လက်သုံးဆွဲလို့ရနေသေးတယ်လို့အသုံးပြုသူတွေကဆိုပါတယ်ဂျာဖန်ရှီယာနေသက်ဒေတာတွေကိုပဲရွေးပိတ်တာပါ ီနေ့ပိတ်သွားတာကအာမန်အသုံးပြုနေကြတဲ့ internet ဆိုင်တွေပါပိတ်ခံရတာပါကြိုက်တုံက25လုံးတွေက73လုံးကိုပိတ်ခံရတယ်လို့ Starlink အသုံးပြုသူတဦးက CJ platform ကိုပြောပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း AFP သတင်းဌာနရဲ့စုံစမ်းဖော်ထုတ်မှုအရမြောက်ဒီနေဆက်ကဝင်လေကိုင်းတွေဟာနှိမ်နင်းမှုတွေအပြီးမှာ Starlink internet ကိုအောက်ကိုပြီးအရင်ကထက်ပိုပြီးအချိန်ဟုန်နဲ့ပြန်လည်ကြီးထွားလာနေတယ်လို့ဆိုပါတယ် အာရှဒေသဆိုင်ရာအင်တာနက်မဘုတ်နေအဖွဲ့ ABNIC ရဲ့အချက်အလက်တွေအရလဲ Starlink ဟာဇူလိုင်လကစပြီးမြန်မာနိုင်ငံရဲ့အကြီးဆုံးအင်တာနက်ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းအဖြစ်နိုင်စင်နီဘာရက်တီလာခဲ့တာကိုတွေ့ရပါတယ်။အခုလို Starlink ပိတ်သိမ်းမှုတွေဟာ American Congress ရဲ့ဖိအားပေးမှုကြောင့်တိုက်ရိုက်အေးအေးဆောင်ရွက်မှုတစ်ခုလားဒါမှမဟုတ်ငွေပေးချေမှုပုံစံမမှန်တဲ့အကောင့်တွေကိုပုံမှန်စစ်သေးမှုတစ်ခုလားဆိုတာကတော့တေချာစွာမသိရသေးပါဘူး။ ခိုင်းတိုင်းမီကင်းမြို့နယ်ကကြေးရွာတရွာမှာဒေသလုံခြုံရေးတာဝန်ယူထားတဲ့ပါလာဖအဖွဲ့ခေါင်းဆောင်တဦးကအိမ်နောက်ရှင်အမျိုးသမီးတဦးကိုအာဓမပြုကျင့်ခဲ့တာကြောင့်ဆိုကအေးအေးယူဖို့တောင်းဆိုနေကြပေမဲ့တိုက်ကြခဲ့တဲ့နှစ်နာသူအမျိုးသမီးကိုမြို့နယ်ပါလာဖအဖွဲ့ကပြန်လည်ဖမ်းဆီးထိန်းသိမ်းထားတယ်လို့မိသားစုဝင်တွေကပြောပါတယ်ဒီသတင်းအပြည့်အစုံကိုတော့ကိုမျိုးနေကပြောပြပေးပါမယ် ဒီဖြစ်စဉ်ဟာပြီးခဲ့တဲ့စက်တင်ဘာလအတွင်းကမြောက်ချွန်းကျေးရွာမှာဖြစ်ပွားခဲ့တာပါကျေးရွာပါလာဖာကောင်းဆောင်ဦးအိုင်နိုင်ခေါ်ကိုသိန်းနှံကလင်မယားရင်ဖြစ်လို့ထိမ့်သိမ်းထားတဲ့ကိုနီအမီလွဲရဲ့ဇနီးဖြစ်သူမတ်ဖြူအမီလွဲကိုခင်ပွန်းနဲ့တွေ့ပြီးမဲ့ဆိုပြီးလေလေခေါ်ဆောင်ကတော်ထဲမှာနှစ်ကြိမ်တိုက်တိုင်းအတ္တမပြုကျင့်ခဲ့တယ်လို့မိသားစုနဲ့ဒီဆက်သူတူကပြောပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးကျေးရွာမှာဆန္ဒပြပွဲတွေဖြစ်လာပြီးတဲ့နောက်တိုက်နယ်အစဉ်တာဝန်ရှိသူတွေကစစ်ဆေးရမှာဦးအိုင်နိုင်ကပြစ်မှုကိုဝန်ခံခဲ့တယ်လို့ဆိုပါတယ် ဒါပေမဲ့အရေးယူမဲ့အစားသိန်း20နဲ့ကြေးဖို့ညှိနှိုင်းခဲ့ပြီးသူတို့အဖွဲ့တွေကမဟုတ်လို့ဘာမှလုပ်လို့မရဘူးလို့ပြောခဲ့ကြောင်းမိသားစုနဲ့နှီးဆက်သူက CJ platform ကိုပြောပါတယ်စေသိန်းနဲ့ရိုကြီးဖြစ်တာလေသူတို့အဖွဲ့ကမဟုတ်လို့ဘာမှလုပ်မရဘူးလို့ပြောတယ်။အောက်ဖက်လွှဲလေလုပ်မပေးဘူး။ရိုကြီးလည်းရမှာမဟုတ်ဘူးလို့ပြောတယ်။စေသိန်းနဲ့မရရင်သိန်း30ပေးမယ်လို့ပြောတာ နင်နာသူမိသားစုကငွေနဲ့ဂျေအေးပေးဖို့ကိုလက်မခံကြောင်းနဲ့ဥပဒေအရအေးအေးယူဖို့မင်းကင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကိုတွားရောက်တိုင်ကြားချိန်မှာတော့နင်နာသူအမျိုးသမီးကိုဖမ်းဆီးခဲ့ပြီးမိသားစုနဲ့လည်းတွေးခွင့်မပေးဘူးလို့ခင်မုံဖြစ်သူကပြောပါတယ်။တွားတိသူကနောက်တစ်ချိန်တွားခဲ့ပါသည်။တွားခဲ့တော့လဲအတွေ့မခံပါနောက်တစ်ချိန်တော့မှ ပြန်မလာဘူးပြောခဲ့ပါသည်။အဲ့ပြောခဲ့ရင်ရော ရခံမဟုတ်ပါဘူးတရလူပါဗျာတရလူဖြစ်သည့်အတွက်ဖန်ထားခြင်းချုပ်နှောင်ထားခြင်းမလိုအပ်ပါအော်ဒီပါစတီးရနေမှာတော့မင်းကင်းမြို့နယ်ပါလာဖာတာဝန်ရှိသူရဲမှုဦးနိုင်ဝင်ကဒီမှုဟာမရေမှုမဟုတ်ပဲအိမ်တော်ကြီးဖောက်ပြန်မှုတာဖြစ်တယ်လို့ဆိုဆွဲပြီးနင်းနာသူမက်ဖြူအမီလွဲကိုပြန်လဲဖမ်းဆီးထိန်းသိမ်းခဲ့ပြီးဒီကနေ့ထိပြန်မလုပ်သေးဘူးလို့မိသားစုဝင်တွေကပြောပါတယ်အခုကတရလူဖမ်းပြီးတရခံကြလှုပ်ထားတာ တရားခံကိုမေးတော့ပြောပြလို့မရဘူးဆိုပြီးသူတို့ခေါင်းဆောင်ကပြောတာဒီအခြေအနေတွေနဲ့ပတ်သက်ပြီးမြို့သားညီညွတ်ရေးအစိုးရနဲ့တပ်ဆိုင်ရာမြို့နယ်ဖွဲ့စည်းတွေကို CJ platform ကဆက်သွယ်မေးမြန်းထားပြီးမဲ့သတင်းထုတ်ပြန်တဲ့အချိန်ထိတော့ပြန်လည်ဖြေကြားတာမရှိသေးပါဘူးဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်စစ်ကောင်မရှင်ကလာမယ့်ဒီဇင်ဘာလောက်ပိုင်းမှာကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲဟာယုံကြည်ပွဲရရလက်ထွက်ပေါ်လာမှာမဟုတ်ဘူးလို့ဆိုပြီးဥရောပသမဂ္ဂ EU အနေနဲ့ရွေးကောက်ပွဲလေ့လာသူတွေကိုဆင်လွတ်သွားမှာမဟုတ်ဘူးလို့ EU ရဲ့လူခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်ကပြောကြားလိုက်ပါတယ်။ကွန်မြူနီကပြောပြပေးပါမယ်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာမီဒီယာတွေနဲ့တွေ့ဆုံစဉ် EU လူခွင့်ရေးကိုယ်စားလှယ်ကိုင်ဆာအော်လန်ဂရင်းကလွှတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲအတွက်လွှဲတဲ့အခြေအနေတွေမြန်မာနိုင်ငံမှာမရှိသေးဘူးလို့ပြောကြားခဲ့ပါတယ်။ဒါရီကိုအစိုးရကကြောထောက်နောက်ခံပေးပြီးလုပ်တဲ့ရွေးကောက်ပွဲတွေလို့ပဲကျွန်မခေါ်မယ်။အဲ့လိုသာဆိုရင်ရလကတမျိုးပဲထွက်နိုင်မှာပါလို့သူကပြောပါရယ်။ လွတ်လပ်ပြီးတရားမျှတတွေရေကောက်ပွဲအတွက်လိုအပ်တဲ့အခြေအနေတွေဖြစ်တဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုဝင်လွတ်လပ်တဲ့သတင်းမီဒီယာတွေရှိခြင်းနိုင်ငံရေးအကျဉ်းသားတွေပြန်လည်လွတ်မြောက်ခြင်းနဲ့နိုင်ငံရေးပါတီအားလုံးလွတ်လပ်စွာပါဝင်ရှင်ပြိုင်ခွင့်ရခြင်းစတဲ့အချက်တွေမရှိသေးဘူးလို့ဝေဖန်သူတွေကထောက်ပြနေကြပါတယ်။ EU ရဲ့ဒီထုတ်ပြန်ချက်မတိုင်မီတရက်လိုပို့တော်ဦးနေတော်ကပဲစစ်ကောင်းဆောင်မင်းအောင်နိုင်ကိုရိုင်ကလာမယ့်ရွေးကောက်ပွဲကိုနိုင်ငံတော်အလုံးမှကျင်းပနိုင်မှာမဟုတ်ဘူးလို့ပထမဆုံးအကြိမ်လူသိရှင်ကြားဝန်ခံပြောကြားခဲ့ပါတယ်။ ဒါဟာနိုင်ငံတော်ဝန်လုံးထိချုပ်ထားနိုင်ခြင်းမရှိဘူးဆိုတာကိုစစ်ကောင်းဆောင်ကိုယ်တိုင်ဝန်ခံလိုက်တာဖြစ်ပြီးရွေးကောက်ပွဲရဲ့အားလုံးပါဝင်နိုင်မှုအပေါ်မှာကြီးကြီးမားမားမေးခွန်းထုတ်စရာဖြစ်စေခဲ့ပါတယ်။ဥရောပသမဂ္ဂအပြင်အမေရိကန်ပြည်ထောင်စုအပါအဝင်နောက်နိုင်ငံအများပြားကလည်းဒီရွေးကောက်ပွဲဟာ2021ခုနှစ်ကဖြုတ်ချခဲ့တဲ့ရတားအစိုးရနေရာမှာစီအုပ်စုရဲ့အုပ်ချုပ်မှုကိုတရားဝင်ဖြစ်အောင်လုပ်မဲ့အတူရောင်ရွေးကောက်ပွဲတစ်ခုသာဖြစ်တယ်လို့ဝေဖန်ထားကြပါတယ်။တစ်ဖက်မှာတော့အိန္ဒိချင်းတရုတ်နိုင်ငံက စစ်ကောင်မရှင်ရောက်ပွဲကိုထောက်ခံပြီးလိုအပ်တာတွေကိုကူညီသွားမှာဖြစ်ကြောင်းနဲ့ရောက်ပွဲနဲ့ပတ်သက်ပြီးဒီပညာပိုင်းဆိုင်ရာမှာလည်းအကူအညီပေးနေကြောင်းပြောကြားထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဗင်နီဇွဲလားနိုင်ငံမှာ CIA ကိုလျှို့ဝှက်စစ်ဆင်ရေးတွေလုပ်ဆောင်ခွင့်ပြုထားကြောင်းဗုဒ္ဓဟူးနေ့မှာတရားဝင်ဝန်ခံလိုက်ပါတယ်။ဒါဟာသမ္မတနီကိုလာမာဒူရိုအဆိုအရအပေါ်အမေရိကန်ရဲ့ဖိအားပေးမှုကိုပြင်းထန်ဆုံးဆင့်ကိုတွန်းမြင့်လိုက်တာဖြစ်ပါတယ်။ကိုနာကြီးကပြောပြပါမယ်။ ်မြန်မာသမ္မတဒေါ်နယ်ထရပ်ဟာဗင်နီဇွဲလားနိုင်ငံမှာ CIA ကိုလှည့်ဝက်စစ်ဆင်ရေးတွေလှုပ်ဆောင် ခွင့်ပြုထားကြောင်းဗရိုးနေမှာတရားဝင်ဝန်ခံလိုက်ပါတယ်ဒါဟာသမ္မတနီကိုလတ်မာဒူရိုအစိုးရပေါ်အမေရိကန်ရဲ့ဖိအားပေးမှုကိုအပြင်းထန်ဆုံးအဆင့်ကိုတိုးမြှင့်လိုက်တာဖြစ်ပါတယ် CIA ကိုဘာကြောင့်ဒီလိုလုပ်ပိုင်ခွင့်တွေပေးရသလဲဆိုတဲ့အပေါ်မှာတော့ထရန့်ကအဓိကအကြောင်းရင်းတစ်ခုကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်အမေရိကန်ကတော့သူတို့ကသူတို့ရဲ့ထောင်တွေကိုရှင်းပြီးအကျဉ်းစားတွေကိုအမေရိကန်တဲ့ထည့်နေလို့ပါပဲ ။နံပါတ်2ကတော့မွေးရည်စည်းဝါးတွေပဲလို့ Trump ကသတင်းတောက်တွေကိုပြောပါတယ်။ဗင်နီဇွဲလားကထောင်သားတွေကိုအမေရိကန်တဲပို့နေတယ်ဆိုတော့သူ့ရဲ့ဆွဆွဲချက်အတွက်တော့တိကျတဲ့အထောက်အထားထောက်ပြတာမျိုးမရှိပါဘူး။နယူးယောက်တိုင်းရဲ့အဆိုအရဆိုရင်ဒီလိုပိုင်ခွင့်အသစ်ကြောင့် CIA ဟာဗင်နီဇွဲလားမှာလူသေဆုံးနိုင်တဲ့စစ်စင်ရေးတွေကိုတော့လှုပ်ဆောင်ခွင့်ရှိသွားမှာဖြစ်ပါတယ်။ Trump ရဲ့ဒီဝန်ခံချက်အပေါ်မှာဗင်နီဇွဲလားအစိုးရကဒါဟာနိုင်ငံတကာဥပဒေကိုချိုးဖောက်တာဖြစ်ပြီးနိုင်ငံရဲ့ရည်တည်ရဇာတာတွေကိုသိမ့်ပိုက်ဖို့အတွက် အစိုးရဖြုတ်ချရေးစစ်တင်ရေးကိုတရားဝင် ဖြစ်အောင်လွှတ်ဆောင်နေတာဖြစ်တယ်လို့ဆွဆွဲလိုက်ပါတယ်ဒီကိစ္စကိုကုလသမဂ္ဂလွန်မြွေကောင်စီမှတိုင်ကြားသွားမယ်လို့လည်းဗင်နီဇွဲလားနိုင်ငံရေးဝန်ကြီးကကြေညာခဲ့ပါတယ်အမေရိကန်တွတ်တော်မတ်ချိုကတော့အစိုးရရဲ့ဒီလိုရက်တွေဟာအမေရိကန်ကိုနောက်ထပ်ပြိပက္ခတစ်ခုတည်းတွန်းပို့နေသလားဆိုပြီးစိုးရိမ်မေးခွန်းထုတ်နေကြပါတယ်သမရမာဒူရိုကိုတက်ဖြတ်ဖို့ CIA ကိုလုတ်ပိုင်ခွင့်ပေးထားသလားဆိုတဲ့မေးခွန်းကိုတော့ထရန့်ကတရက်ချီချဖို့ညှဉ်းဆန်ခဲ့ပြီး ဗင်နီဇွဲလာအပူချိန်တက်နေပြီလားလို့တော့ကျွန်တော်ထင်တယ်လို့ပဲတုံ့ပြန်သွားခဲ့ပါတယ်။ကမ္ဘာကျဂျပန်ကတွန်း1ပြည်ထဲကပင်လယ်ဓားများအလံဟာကမ္ဘာတဝန်းကဂျန်စီလူငယ်တွေရဲ့တော်လန်ရေးတင်ကေတာတစ်ခုဖြစ်လာနေပါတယ်။ဒီတင်ကေတာကိုအသုံးပြုခဲ့တဲ့မဒါဂတ်စကာနိုင်ငံကလူငယ်တွေဥဆောင်တဲ့ဆန္ဒပြပွဲတွေဟာအခုခါမှာတော့တမရကိုရာဒူးကနေဖြုတ်ချနိုင်တဲ့အထိအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။ကိုနာဂျီကဆက်ပြောပြပေးပါမယ်။ မဒါဂတ်စတာစစ်တပ်ဟာဆန္ဒပြပြည်သူတွေနဲ့ပူးပေါင်းလိုက်ပြီးအင်္ဂါနေ့မှာပဲအာဏာသိမ်းလိုက်ပြီးဖြစ်ကြောင်းကြေညာခဲ့ပါတယ်။သမ္မတရာဂျိုအီလီနာကိုရိုင်ကလည်းသူ့အသက်အန္တရာယ်အတွက်စိုးရိမ်ရတာကြောင့်နိုင်ငံကနေထွက်ပြေးခဲ့ရပြီးဖြစ်ကြောင်းဖုံးဆောင်ရနေရာတစ်ခုကနေမိန့်ခွန်းပြောကြားခဲ့ပါတယ်။ဒါဟာတလကြောကြောအတွင်းမှာဂျန်စီဆန္ဒပြသူတွေဖြုတ်ချနိုင်ခဲ့တဲ့ဒုတိယမြောက်အစိုးရဖြစ်ပါတယ်။ပြီးခဲ့တဲ့လတုန်းကလည်းနီပေါ်နိုင်ငံမှာ လူမှုကွန်ရက်ပြည်ပမှုအပေါ်မကျင်တဲ့လို့ဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲတွေကြောင့်ဝန်ကြီးချုပ်နှုတ်ချော့ခဲ့ရပါသေးတယ်။မဒါဂတ်စတာအင်ဒိုနီးရှားပီရူစတဲ့ကမ္ဘာနေရာအနှံ့အပြားကဒီဆန္ဒပြပွဲတွေကိုဆက်ဆက်ပြနေတာကတော့ One Piece ကာတွန်းတွေကမတရားတဲ့အာဏာကိုဆန့်ကျင်တဲ့ကောက်ရိုးအုပ်ထုပ်ပင်လယ်ဓမြအဖွဲ့ရဲ့အလံပဲဖြစ်ပါတယ်။ကာတွန်းကြွမ်းကျင်သူတွေရဲ့အဆိုအရမဒါဂတ်စတာနဲ့တခြားနိုင်ငံတွေကလူငယ်တွေဟာကာတွန်းစက်ကောင်တွေရဲ့မတရားမှုကိုတိုက်ထုတ်တဲ့စိတ်ဓာတ်ကိုသူတို့ကိုယ်တိုင်ရဲ့တိုက်ပွဲအဖြစ်ခံယူနေကြတာဖြစ်တယ်လို့ဆိုပါတယ်။ ဝမ်ဘီဇလန်တွဲဟာကမ္ဘာတဝန်းမှာဘာသာစကား40အထိပြန်ဆိုထားပြီးကော်ပီတန်း900ကျော်ရောင်းချခဲ့ရတာကြောင့်သူ့ရဲ့ဒေါ်လာရေးဆိုင်ရာအတွင်းမြင်တွေဟာဘာသာစကားနဲ့ယဉ်ကျေးမှုတွေကြားမှာအလွယ်တကူပြန့်နှံ့နိုင်စေခဲ့တာဖြစ်ပါတယ်မတကစ္စတာမှာတော့ရေနဲ့လက်စင်ပြီးပြတ်တောက်မှုကနေစတင်ခဲ့တဲ့ဆန္ဒပြပွဲတွေဟာဆိုရရဲ့အကျင့်ပြတ်ခြားစားမှုနဲ့မညီမျှမှုတွေကိုစန့်ကျင်တဲ့လှုပ်ရှားမှုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။သမရကမြို့တော်မှာကောင်းကင်ယထာလန်းတွေစောင့်နေချိန်မှာ ပြည်သူအများစုကအာဟာရချို့တဲမှုတောက်သုံးရည်မလုံလောက်မှုနဲ့မိပြတ်တော့မှုတွေနဲ့ခံစားနေရတယ်လို့ဂျန်စီမတာဂတ်စတာအဖွဲ့ရဲ့ဆက်သွယ်ရေးအဖွဲ့ဝင်တဦးဖြစ်တဲ့အသက်26နှစ်အရွယ်ဒေါနိုင်ဘူဟာရီဂျာဟူကပြောပါတယ်ခုခါမှာတော့စစ်တပ်ကဖွဲ့စည်းပုံအခြေခံဥပဒေကိုဆန်းကပ်လိုက်ပြီးနောက်နှစ်နှစ်အကြာမှာဆန္ဒခံယူွယ်ကျင့်ပမယ်လို့ဆိုပါတယ်လူငယ်ဆန္ဒပြသူတွေကတော့အစိုးရအပြောင်းအလဲပေါ်မှာစိတ်သက်သာရရတယ်လို့ပြောဆိုနေကြပါပေမဲ့အရက်ဖက်အဖွဲ့စည်းတွေကတော့တန်စရာတွေနဲ့စောင့်ကြည့်နေကြသေးဖြစ်ပါတယ် ဆက်လက်ပြီးလက်ပြအတိုဘာလ19ရက်နေ့တောက်ကြနေအတွက်မွေးလေဝသခမှန်ချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့အတိုဘာလ16ရက်နေ့မှာပဲမန္တလေးတိုင်းတရာဦးမြို့အနီးမှာအင်အားသုံးသသမရှစ်အဆင့်ရှိတဲ့ငလျင်တစ်ခုနဲ့စကိုင်းတိုင်းဖမောက်မြို့အနီးမှာ၄သသမ5အဆင့်ရှိတဲ့ငလျင်တစ်ခုလိုလှုပ်ခတ်သွားခဲ့ပါတယ်။မွေးလေဝသအခြေအနေတွေအနေနဲ့ကတော့ဖိလစ်ပိုင်ပင်လယ်ပြင်ကလေပွေလိုင်းဟာအပူပိုင်းမုန်တိုင်းဖြစ်တောက်တရုတ်ပင်လယ်ထဲကိုဝင်ရောက်လာနိုင်ပြီး ။မင်္ဂလာပြည်လေော်အနောက်တောင်ပိုင်းကလေပွေလိုင်းကလည်းလာမယ့်အောက်တိုဘာလ22ရက်ကနေ23ရက်ကြားမှာလေပြင်းနဲ့ရုပ်ဝန်ဖြင့်အားကောင်းလာနိုင်ပါတယ်။ဒီပင်လေပြင်းအခြေအနေတွေကြောင့်ပဲလာမယ့်အောက်တိုဘာလ22ရက်နေ့ကနေ26ရက်နေ့အတွင်းရှမ်းပြည်အရှေ့ပိုင်းနဲ့မြန်မာပြည်လေပိုင်းမှာမိုးနှင်းငယ်ကနေတင့်တင့်ရွာနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတုံ့သက်ထားပါတယ်။အထူးသဖြင့်နေပြည်တော်တဝန်းလုံးနဲ့မန္တလေးတိုင်းကမြို့နယ်တွေမှာနေရာကွက်ပြေးမှုကြီးနိုင်တာကြောင့်ရေကြီးရေရှမ်းမှုတွေကိုသတိပြုဖို့လိုတယ်လို့ဆိုပါတယ် ။ဒါကြောင့်တောက်သူဦးကြီးရဲ့အနေနဲ့ရိတ်သိမ်းချိန်နီကက်လာတဲ့ဒီလိုကာလမှာဖြစ်ပေါ်လာနိုင်တဲ့အခလွန်မှုဖြစ်မှုတွေအတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားကြဖို့အကြံပြုလိုပါတယ်ရှင်။မနေ့ပြန်အတွက်တိစိတ်ခံမှန်ချက်တွေကိုပြောရရင်မကွေ၊သခိုင်း၊ပဲခူး၊အရာဝတီတိုင်းကရင်နီ၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစစ်စစ်မှုရနိုင်ပြီးကချင်၊ချင်းနဲ့ရန်ကုန်တိုင်းတို့မှာနေရာကျကျမှုရနိုင်ပါတယ်။ဒီနေ့ညကနေမနေ့ပြန်အထိမန္တလေး၊သခိုင်း၊ရွှေဘို၊ပဲခူး၊မိုးကုတ်၊လာရှိုးစားရမျိုးတွေမှာ မိုးတင့်တင့်ရွာနိုင်ပြီးမြစ်ကြီးနာဗမော်မင်းပြနဲ့မတူပီမြို့နယ်တွေမှာတော့နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့သိရပါတယ်။မြစ်ရည်တတိပေကျန်နေနေကတော့ရှမ်းပြည်အရှေ့ပိုင်းတာချီလဲမြို့ကမဲဆိုင်ချောင်းရီဟာလွေတော်ခန့်ကျွရရဲ့ဆွေရည်ရီမှာထက်ကိုကျော်လွန်နေပြီးနောက်ရက်တွေမှာပုံမမြင့်တက်လာနိုင်တဲ့အကြောင်းမြစ်ချောင်းဒီနဲ့မြင်းလေးပိုင်းနေထိုင်သူတွေအထူးသတိပြုကြဖို့မိုးစလာကထုတ်ပြန်ထားပါတယ်။ပင်လယ်ပြင်ခရီးသွားတွေနဲ့ရေလောက်သားတွေအတွက်ကတော့မြမပင်လယ်ပြင်မှာလှိုင်းမြင့်၄ဘီကနေ၆ဘီလောက်ပဲရှိနိုင်ပါတယ်။ မူလဝေဒါဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနေတာကြောင့်ကျမတို့ CJ platform ရဲ့နောက်ဆုံးရမူလဝေဒါခမှန်ချက်တွေကိုဆက်လက်စောင့်ကြည့်ပေးကြဖို့မြစ်တရရခံလိုပါရဲ့ရှင်။ CJ platform ရဲ့သတင်းတွေကို CJ platform ရဲ့ Facebook စာမျက်နှာပြင် YouTube မှာလည်း subscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်။ဒီနေ့အတွက်နေ့စဉ်သတင်းလောအစီအစဉ်ကိုတော့ဒီမှာပဲရင်လာပါသေးရှင်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုဥ့ကျမ်းမချင်းစိတ်ဥ့ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတဘာဝပဲစစ်ပေးတွေကလည်းအမြဲဆုံးကင်းဝေးပါစေလို့ကျွန်မစင်ဒီကဆုတောင်းပေးပါရရှင်။